သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီဟာရခိုင်မှာရှိတဲ့တရုတ်စီမံကိန်းတွေထဲက20 American Dollar 985သန်းကျော်ရရှိနေတဲ့အတွက်တပ်ဆိုးရှိနေခြင်းဖြစ်ကြောင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီဟာရခိုင်မှာရှိတဲ့တရုတ်စီမံကိန်းတွေကနေ20 American Dollar 985တန်းကျော်ရရှိနေတဲ့အတွက်တတ်ဆိုးရှိနေတာဖြစ်တယ်လို့ရခိုင်ရင်းနံစောင့်ကြည့်ရေးအဖွဲ့ Arkan Wild Watch ရဲ့2025ခုနှစ်ဧပြီလမှာထုတ်ဝေတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အဲ့ဒီအစီရင်ခံစာကိုရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ကတောက်လောင်နေတဲ့ကြောက်ဖြူရဲ့ပြိပခတ်များချိန်ချောက်ခံနေရတဲ့တရုတ်ရဲ့စီမံကိန်းများနဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ခေါင်းစဉ်နဲ့ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာကြောက်ပြူဟာစက်ကောင်စီတက်ရှိနေသေးတဲ့ရခိုင်ပြည်ရှိမြို့နယ်၃ခုအနက်တစ်ခုဖြစ်ပြီးကြောက်ပြူဟာရခိုင်ပြည်အတွင်းတိုက်ပွဲရဲ့ရလက်တက်ရောက်မှုတာမကတနိုင်ငံလုံးအတွက်အရေးပါတဲ့စီးပွားရေးနဲ့နိုင်ငံရေးအခန့်ကဏ္ဍမှာရှိနေတယ်လို့ဖော်ပြထားပါတယ်။တရုတ်နိုင်ငံကိုကြောက်ပြူမြို့နယ်မရေကျောမှာရှိတဲ့ပင်လယ်ရေနဲ့စိတ်ကန်းကရေနံပို့ဆောင်မှုတွေနဲ့ပိုက်လိုင်းတွေကနေတဘာဝတန်ငွေတင်ပို့ရောင်းချမှုတွေဟာနှစ်စဉ်တန်ဖိုးအဖြစ်ကံမန်းကြီးအမေရိကန်ဒေါ်လာ9ဘီလီယံအထိရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီအထက်မှာစစ်ကောင်စီဟာနှစ်စဉ် American Dollar 985တန်းကျော်ရရှိနေတဲ့အတွက်နိုင်ငံခြားဝင်ငွေအရင်းအမြစ်ကိုရရှိနေပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့သူတို့ကိုတက်ဆိုးရှိခဲ့တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။စီမံကိန်း area တွေကိုစစ်တပ်ထိန်းချုပ်မှုဆုံးရှုံးသွားရင်လက်ရှိဝင်ငွေစီးကြောင်းတွေကိုစိန်ခေါ်နိုင်မှာဖြစ်ပြီးတောင်ကိုရီးယားနဲ့အိန္ဒိယကုမ္ပဏီတွေပါဝင်ပတ်တန်နေတဲ့ရွှေတဘာဝတန်းငွေစီမံကိန်းအပါအဝင် ကြောက်ဖြူမြို့နယ်မှာရှိတဲ့အခြားစီမံကိန်းတွေနဲ့စီမံခန့်ခွဲမှုတွေနဲ့စစ်ကောင်စီရဲ့နိုင်ငံရေးဂုဏ်သိက္ခာကျဆင်းမှုကြီးမားစွာဖြစ်ပေါ်စေနိုင်တယ်လို့လည်းသုံးသပ်ပြောဆိုထားပါတယ်မြန်မာနိုင်ငံကရေနံနဲ့တဘာဝတန်ငွေတင်သွင်းမှုဟာတရုတ်နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းနဲ့တဘာဝတန်ငွေတင်သွင်းမှုစုစုပေါင်း200ခိုင်နှုန်းခန့်သာဖြစ်ပေမဲ့လည်းကြောက်ပြူဟာအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တာကြောင့်တရုတ်နိုင်ငံကပတ်လန်းစီမံကိန်း BRI အတွက်များစွာအရေးပါတယ်လို့လည်းအစီရင်ခံစာကဆိုပါတယ် BRI စီမံကိန်းကိုအထူးချဲ့ထွင်ဖို့မြန်မာနဲ့တရုတ်တို့အကြသဘောတူညီမှုတွေရှိထားပြီးအဲ့ဒီသဘောတူညီမှုတွေထဲမှာ American Dollar 28 billion တန်ဖိုးရှိတဲ့ပင်လယ်ရေနဲ့စိတ်ကမ်းနှစ်ခုနဲ့စက်မှုဆောင်တစ်ခုပါဝင်တဲ့ကြောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ကြောက်ဖြူမှာတရုတ်ကိုချိတ်ဆက်မဲ့မီးရထားလန်စီမံကိန်းလည်းပါဝင်ပါတယ်။2023ခုနှစ်နိုဝင်ဘာလမှာအာရခတက်တော် AA ရဲ့စီရေးတိုက်ခိုက်မှုတွေစတင်ပြီးနောက် ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်16ခုအနက်14ခုကိုစစ်ကောင်စီတပ်ထံကနေအေအေကအပြစ်သက်ထိမ်းချုပ်ထားနိုင်ခဲ့ပါတယ်မြို့တော်စစ်တွေမန်အောင်ကျွန်းနဲ့ကြောက်ဖြူမြို့နယ်ရဲ့အစိပ်ပိုင်းငယ်တစ်ခုသာစစ်ကောင်စီရဲ့ထိမ်းချုပ်မှုအောက်မှာကြန့်ရှိတော်လဲလို့လဲဆိုပါတယ်အေအေဟာ2024ခုနှစ်အစောပိုင်းမှာကြောက်ဖြူမြို့နယ်ကိုဝင်ရောက်လာပြီးကြောက်ဖြူမြို့ပြင်ပမှာရှိတဲ့ကြေးရွာအုပ်စု54ခုအနက်90အုပ်စုကိုအလင်းအမြန်ထိမ်းချုပ်ထားနိုင်ခဲ့ပြီးစစ်ကောင်စီတပ်ကတော့သူ့ရဲ့ကြောက်ဖြူမြို့အနီးမှာရှိတဲ့တက်စကန်၄ခုနဲ့ရစ်တပ်ဌာနချုပ်တွေစီကိုနောက်ဆုတ်ခဲ့ရတယ်လို့ဖော်ပြထားပါတယ် ဒေတာခန့်စည်းရေးတုံးသက်သူတွေကအေးအေးအနေနဲ့အမှန်တကယ်တိုက်ခိုက်မယ်ဆိုရင်စီမံကိန်းဧရိယာတွေနဲ့ကြောက်ဖြူမြို့နယ်တစ်ခုလုံးကိုလုံလုံလျာလျာသိမ်းယူနိုင်ဖို့စည်ရေးအင်အားအပြည့်ရှိနေပြီဖြစ်တယ်လို့တုံးသက်ထားကြတယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။အစီရင်ခံစာထဲမှာအပိုင်းလိုက်ခေါင်းစဉ်ငယ်တွေခွဲပြထားတာတင်ပြထားပြီးပါဝင်တဲ့ခေါင်းစဉ်ငယ်တွေကတော့အနှစ်ချုပ်ကြောက်ဖြူရဲ့လက်ရှိပြစ်ပကတ်အခြေအနေများကျောက်ဖြူရဲ့လက်ရှိလူမှုစီးပွားရေးအခြေအနေကျောက်ဖြူရင်းနှီးမြှုပ်နှံမှုအနှစ်ချုပ်ကျောက်ဖြူရှိလက်ရှိရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ မရေကျွန်းရှိတရုတ်ရေနံစိတ်ကဲနဲ့ရေနံတိုလောင်ပို့ဆောင်ဆက်ယုံရွှေတန်းငွေစီမံကိန်းကြောက်ဖြူတဘာဝတန်းငွေလျှက်စစ်တအားပေးဆက်ယုံတရုတ်ရဲ့ကြောက်ဖြူထူးစည်းဝါးရေးဆောင်တိဆောက်ရေးအစီအမံများကြောက်ဖြူထူးစည်းဝါးရေးဆောင် SEZ ရဲ့စက်မှုဥယင်ကြောက်ဖြူထူးစည်းဝါးရေးဆောင်ရဲ့ရေနံစိတ်ကဲတရုတ်မြန်မာမိရထားစီမံကိန်းမြန်မာနိုင်ငံအလဲပန်းရှိတရုတ်ရဲ့ရေနံနဲ့တဘာဝတန်းငွေပိုင်လိုင်းလုံခြုံရေးအန်ရဲ့တရုတ်မြန်မာလုံခြုံရေးကုမ္ပဏီနဲ့ညီကုန်းကြုတ်တို့ပါဝင်ပါတယ် နောက်ထပ်တင်ဆက်ပေးချင်တာကတော့နေပြည်တော်မြို့အစ်စ်ပြန်လဲတိဆောက်ရေးနဲ့အဟောင်းများပြန်လဲပြုပြင်ရေးမင်းအောင်လိုင်ကမောင်မောင်အေးကိုတာဝန်ပေးဆောက်လို့ရေးတင်တာနဲ့ဘီလက်မြေတန်ကြောင်းများအခွန်မဲ့သွင်းခွင့်ရရေးလုပ်ငန်းရှင်များကဗိုလ်ချုပ်ကြီးများထံသို့ချောင်းပေါက်မတက်သွားနေတော့လဲမင်းအွန်လိုင်းတားကိုကြော်ရံမလွယ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြီးကြောင့်ပျက်စီးသွားတဲ့နေပြည်တော်မြို့အသစ်ပြန်လည်တိဆောက်ရေးနဲ့ဟောင်းများပြန်လည်ပြုပြင်ရေးမင်းအောင်လိုင်းကကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးကိုတာဝန်ပေးထားကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါရယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်အစိုးရဌာနရုံးများပျက်စီးခဲ့ကြောင်းရင်းနောင်နေပြည်တော်ကိုမြို့အသစ်တိဆောက်ရန်မြို့ကွက်ပြန်ချရန်နဲ့ဟောင်းများကိုပြန်လည်ပြုပြင်ရန်အတွက်ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးကိုတာဝန်ပေးအပ်ခဲ့ကြောင်း လက်ရှိမှာပိုချိုကြီးမောင်မောင်အေးကနေပြည်တော်ပြန်လည်တိဆောက်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။ပိုချိုကြီးမောင်မောင်အေးကနေပြည်တော်ပြန်လည်တိဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားတာရှိတယ်။အသစ်တွေကိုနေရာရွှေ့ဆောင်မယ်အဟောင်းတွေမှာတုံးလို့ရတာတွေကိုပြုပြင်တိဆောက်ရမယ်အခြားဝင်ကြီးနဲ့ဗိုလ်ချုပ်တွေလည်းအဖွဲ့ဝင်ဖြစ်ပါဝင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ် လက်တလုံးနေပြည်တော်မှာစောက်လုပ်ရေးတင်တာများစွာပေးအပ်ရန်ရှိနေပြီးလုပ်ငန်းရှင်များကနေပြည်တော်ပြန်လည်တိစောက်ရေးမှာလုပ်ကိုင်ခွင့်များရရှိဖို့အတွက်ဘူဂျုတ်ကြီးမောင်မောင်အေးအပါအဝင်ဘူဂျုတ်ကြီးများထံကိုချောင်းပေါက်မတက်သွားလာချင့်ကပ်နေကြကြောင်းသိရှိရပါတယ်။ ဝန်ကြီးဌာနရုံးတွေတော်တော်များများပြန်လည်တည်ဆောက်ရမှာဖြစ်လို့လုပ်ငန်းရှင်တွေတော်တော်များများကနေပြည်တော်ကိုချောင်းပေါက်မတက်သွားလာနေကြတယ်။သွင်းကုန်ဖြစ်တဲ့ပြီးလက်မြေတန်တင်သွင်းကွင်းတွေကိုလည်းအခွန်မလိုပဲသွင်းကွင်းချထားပေးဖို့ရှိတယ်။တင်ဒါရဲလို့မခေါ်တော့ဘူး။နီးစက်ရာတွေချထားပေးဖို့ရှိနေတယ်။ဒါပေမဲ့တက်ချုပ်သားအောင်ပြေဆုံးကုမ္ပဏီကတော့အများဆုံးရမှာဖြစ်လို့သူ့ကိုယ်တော့ကြော်ဖို့မလွယ်ပါဘူးလို့နေပြည်တော်စစ်ဘက်တရင်အရင်မြစ်ကပြောဆိုပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်နေပြည်တော်မှာဝန်ကြီးဌာနရုံးများနဲ့ဝန်ထမ်းအင်အားအများအပြားပြိုကျပျက်စီးခဲ့ပြီးမြို့ပြက်ကြီးကဲ့သို့ဖြစ်ပေါ်ခဲ့ကြောင်းနေပြည်တော်မှာဝန်ထမ်းများကပြောဆိုကြပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြဝတီမှတိုက်ရင်မှုဒုဗိုလ်မှုကြီးတတ်နိုင်ထေခေါ်ဟိုင်းလက်ထေတိုက်ပွဲမှာရရှိတဲ့ဒဏ်ရာနဲ့သိမ်းဆုံးခဲ့ပေမဲ့မိသားစုကယောဂာနဲ့သိမ်းဆုံးမှုတရင်ဖြန့်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြဝတီခရိုင်မှာတာဝန်ကျနေတဲ့ဒူဘုံမူကြီးတက်နိုင်ထေခေါ်ဟိုင်းလက်ထေတိုက်ပွဲမှာရရှိတဲ့ဒဏ်ရာနဲ့သေဆုံးသွားခဲ့ပေမဲ့မိသားစုကတော့ယောဂါနဲ့သေဆုံးတယ်လို့သတင်းဖြန့်လျက်ရှိကြောင်းမိတ်ဆွေဖြစ်သူတချို့ကပြောဆိုပါတယ်။အသက်42နှစ်အရွယ်ဒူဘုံမူကြီးတက်နိုင်ထေခေါ်ဟိုင်းလက်ထေဟာစစ်တကတူအပတ်စဉ်55ကျောင်းစင်ဖြစ်ပြီးရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်နှစ်ရက်ကွက်သူ့မာလာငားလမ်းမှာနေထိုင်သူဖြစ်ကြောင်းမြဝတီမှာတာဝန်ကျနေစဉ်တိုက်ပွဲအတွင်းဒဏ်ရာရရှိခဲ့ပြီးဧပြီလ4ရက်နေ့မှာရန်ကုန်ကိုရောက်ရှိခဲ့ကြောင်း ရင်းနောက်မင်္ဂလာတောင်ကရင်တထောင်ဆေးရုံမှာတက်ရောက်ကုသမှုခံယူခဲ့ရကြောင်းသိရှိရပါတယ်။အဲဒီနောက်73ရက်အကြာဧပြီလ18ရက်နေ့မှာတိတ်ဆုံးခဲ့ပြီးဧပြီလ19ရက်နေ့မှာတကြိုခဲ့ကြောင်းတိတ်ဆုံးမှုမှာတိုက်ပွဲဒဏ်ရာများကြောင်းတိတ်ဆုံးခဲ့ပေမဲ့မိသားစုကတော့ယောဂာနဲ့တိတ်ဆုံးတယ်လို့ပြောဆိုလျက်ရှိကြောင်းသိရှိရပါတယ်။သူကမိသားစုဘက်ကတော့ပြောတာကမုတ်ချိုအိတ်ရောင်ပြီးဆုံးတယ်ပေါ့။ဒါပေမဲ့တက်အတိုင်းဝိုင်းဘက်ကထွက်လာတာကတော့တိုက်ပွဲမှာဒဏ်ရာရပြီးသေတာ။ ေတော့သူ့အကောင့်ကိုမဘာသာဘုန်းကြီးတွေအကောင့်တေကြတယ်လို့မိတ်ဆွေဖြစ်သူကရှင်းပြပါတယ်တေဆုံးချိန်မှာဇနီးဟေမာဆိုးမင်းနဲ့တမီးဖြစ်သူအိုပြစ်ခင်တို့ကြံရစ်ခဲ့ပြီးတမီးမှာစင်ကာပူမှာနေထိုင်သူဖြစ်ကြောင်းသိရှိရပါတယ်။တေဆုံးသွားတဲ့ဒုတိယဗိုလ်မှူးကြီးတက်နိုင်ခေခေါ်ဟိုင်းလက်ထင်းမှာဒေါ်ဆန်းစုကြည်နဲ့ NLD ကိုမုံတီသူဖြစ်ပြီး NLD စန့်ကျင်ရေးနဲ့ဒေါ်ဆန်းစုကြည်ကြောင့်တိုင်းပြည်ပြက်စီးတယ်လို့အမည်လိုလိုပြောဆိုသူဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့မူဆယ်မာစိုက်ကယ်စီးအမျိုးသမီးတဦးကိုအိမ်စီးကားနဲ့အုပ်စုဖွဲ့လူရက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာစိုက်ကယ်စီးလာသူအမျိုးသမီးကိုအိမ်စီးကားနဲ့အုပ်စုဖွဲ့လူရက်သူများကချိန်ချောက်လူရက်သွားပါတယ်။လမ်းမကြီးရဲ့ဘေးလမ်းကိုစိုက်ကယ်မောင်းပြီးဝင်လာတဲ့အမျိုးသမီးကိုဧပြီလ22ရက်နေ့နေ့လယ်ပိုင်းမှာအုပ်စုဖွဲ့လူရက်သွားခြင်းဖြစ်ပါတယ်။အနောက်ရောက်အိမ်စီးကားနဲ့မောင်းနှင်လာသူများကစိုက်ကယ်ကိုပိတ်ရက်ပြီးဓာတ်နဲ့ခုတ်မဲ့ပုံစံချိန်ချောက်ကဖုန်းနဲ့စိုက်ကယ်ကိုယူဆောင်သွားခဲ့ပါတယ်။ ဒါကြောင့်အမျိုးသမီးဟာခြေလင်းပြန်သွားရတာကိုတွေ့ရှိခဲ့ရပါတယ်။မူဆယ်မျိုးဟာတရုတ်နိုင်ငံနဲ့နယ်စပ်အတိတ်ကကုန်သွယ်ရေးမျိုးတော်ဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာပြီးခဲ့တဲ့2023ခုနှစ်အော်တိုဘာလ28ရက်နေ့ကစတင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ကတိုက်ခတ်ရန်ပြင်ဆင်နေစဉ်မှာတရုတ်ရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့အပြည့်ရဲ့စာချုပ်လက်မှတ်ရေးထိုးခဲ့ရပါတယ်။အပြည့်ရဲ့လက်မှတ်မထိုးခင်မူဆယ်မျိုးကိုမတိုက်ခိုက်ရသေးပေမဲ့မူဆယ်မျိုးအနီး105မိုင်ကုံတော်ရေးစုံကိုမဟာမိတ်ညီနောင်များကတင်းယူခဲ့ပါတယ်။ မူဆယ်မြို့ပေါ်ကိုစစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားပါတယ်စစ်ကောင်စီဟာမူဆယ်မြို့မှာတရားဥပဒေစိုးမိုးရေးမဆောင်ရွက်နိုင်ပဲလူရည်မှုများပြန်ပေးဆွဲမှုများမကြာခဏဖြစ်နေကြောင်းဒေသခံများကပြောပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလကမူဆယ်မြို့ပေါ်မှာအမျိုးသမီးတဦးလူရည်တက်ဖြတ်အလောင်းဖြောက်ဖြတ်ခံခဲ့ရပါတယ်အသက်20ခန့်အမျိုးသမီးတဦးဟာဇန်နဝါရီလ9ရက်နေ့ကနေအိမ်မှထွက်သွားပြီးပျောက်ဆုံးသွားရေးလိုက်ရှာစင်မှာဇန်နဝါရီလ17ရက်နေ့မှာတော့မူဆယ်မြို့ဝင်းစီကရက်ဆက်ယုံအနောက်ဘက်မှာရုပ်အလောင်းတွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ် နောက်ထပ်တင်ဆက်ပေးချင်တာကတော့ MNDA ကလာရှုံမြို့ပေါ်အေရိယာကိုစစ်ကောင်စီထံကိုပြန်ပေးရန်နဲ့အပြည့်ရထားရန်တရုတ်ကဂျာဝင်တပ်သေးဖြစ်ပါဝင်ဆောင်ရွက်ဟုတရုတ်အစိုးရပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကိုကဲ MNDA ကတင်ပိုက်ထားတဲ့လာရှုံမြို့ပေါ်အေရိယာကိုစစ်ကောင်စီထံကိုပြန်ပေးရန်နဲ့အပြည့်ရထားရန်တရုတ်ကဂျာဝင်တပ်တွေအဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမစ္စတာဂိုရှီကွန်ကပြောဆိုလိုက်ပါတယ်။ ယမန်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာလာရှိုကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားကြီးပြောရေးဆိုခွင့်ရှိသူကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့လာရှိုမျိုးကိုအပြည့်အခက်ရက်စဲမှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုကိုစစ်လွတ်လိုက်ပြီးစစ်တပ်နဲ့ MNDA တို့အကြားအပြည့်အခက်ရက်စဲထားမှုကိုစောင့်ကြည့်ရန်လာရှိုမျိုးပေါ် area ကို MNDA ကစစ်ကောင်စီထံကိုချောမွေ့စွာလွှဲပြောင်းရေးအတွက်တပ်သေးခံအပြည့်စောင့်ကြည့်လျက်ရှိကြောင်းထုတ်ပေါ်ပြောဆိုပါတယ်။တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နေမြေတည်တံ့ခိုင်မြဲရေးကိုအလေးထားလေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းများရဲ့ဆန္ဒနဲ့တောင်းဆိုချက်များအရမြန်မာနိုင်ငံမြောက်ပိုင်းငင်းချမ်းရေးလုပ်ငန်းစဉ်ကိုမြန်မာနိုင်ငံမှမြင့်တင်ဖော်ဆောင်ရန်တရုတ်ကတက်ကြွစွာပံ့ပိုးကူညီလျက်ရှိကြောင်း၎င်းကဆိုပါတယ်။မစ္စတာကိုရှိကွန်ကကုမင်းငင်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံအစိုးရနဲ့ MNDA တို့ရဲ့သဘောတူညီချက်များကိုအကောင့်ထည့်ဖော်နိုင်ရန်တက်သေးအဖြစ်ဆောင်ရွက်လျက်ရှိကြောင်းတက်ဆိုင်တဲ့နှုတ်နှစ်ဖက်ကမြန်မာနိုင်ငံမြောက်ပိုင်းဒေသငင်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကိုချီးကျူးကျေးဇူးတင်ကြကြောင်းပြောဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့နောက်တဆင်အဖြစ်ကုမင်းငင်းချမ်းရေးတွေးဆဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲများရပ်တန့်ရန်အတွက်ဆွေးနွေးပွဲများကိုလှုံ့ဆော်သွားမှာဖြစ်ကြောင်းတရုတ်မြန်မာနယ်စပ်ငင်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၎င်းကပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဆရာလာစိုးဝေရဲ့မင်းအွန်လိုင်းရဲ့ဘုံကျဲမပြက်အပြည့်ရဲ့တပတ်တိုးပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မင်းအွန်လိုင်းမှာ၎င်းပေးထားတဲ့ဂရိကိုတည်တည်ဆိုယုံမြသဘောနဲ့ဧပြီလ30ရက်အထိအပြည့်ရထားမယ်လို့ဆိုလာပြန်ပါတယ်။၎င်းရဲ့ဇကာဟာမိတို့မြအနှစ်သာရမရှိဆိုသည်ကိုလည်းအားလုံးကသဘောပေါက်ထားကြပြီဖြစ်ပါတယ်။တပတ်မကတစ်နှစ်တိုးသည်ဆိုစီအောင်မိတို့ကမှလည်းခေါင်းနဲ့ထဲကြတော့မှာမဟုတ်ပါဘူး။ Economic Magazine ကြီးကလည်းအပြည့်ရထားသည်ဆိုသောကာလအတွင်းပြည်သူများအားလေချောင်းမှအကြိမ်ပေါင်း120ခန့်တိုက်ခိုက်ခဲ့တဲ့အတွက်လူပေါင်း80တေဆုံးသွားရတဲ့တရင်ကိုကဘာတိထုတ်ဖော်ရေးသားလာပါတယ်။ ၎င်းတို့ရဲ့လုပ်ရကြောင်းမြန်မာဟာနှစ်ထပ်ကွန်ကက်ဆိုက်ခဲ့ရပြီဖြစ်တယ်လို့လည်းခေါင်းစဉ်တက်ထားပါဗျ။မြန်မာပြည်သူများအဖို့လဲ၎င်းတို့ကိုလူလိုပင်သဘောမထားတော့ပဲကိင္ကနံတစ်ခုမြသာယူဆခံခဲ့ရတဲ့အဖြစ်ကိုလဲတသက်တာမေ့ပြောင်နိုင်ကြမှာမဟုတ်ပါဘူးလက်ရှိမှာမြင်းငလင်းတန်တဲ့ပြည်သူ6000ခန့်ရွက်ပြင်တဲများနဲ့နေနေကြရပြီးလူနှစ်တန်းခန့်အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့ကဘာကူလာတမကကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်နိုင်ငံသားရေးကဘာလက်ခီးသွားတဲ့ဘိုးဘန်တို့မှလဲအပြင်းမာတဲထိုး၍လေပတ်နေရပါတယ် စစ်ကောင်စီဟာနေပြိုတော်ဖြစ်သွားသည်ကိုရခိုင်အနေထားတိုင်းပြန်ရအောင်မြည်တို့မြတ်မစွန့်ဆောင်နိုင်တော့ပါဘူးနေပြိုတော်ဟာမန္တလေးပြည်ရင်အသေးပြောက်အများဆုံးဖြစ်တယ်လို့သိရပါတယ်ဝန်ထမ်းအင်အား116လုံးပြိုကျသွားပြီး494လုံးပျက်စီးသွားပြီး610မှာလူနေရမဖြစ်တော့လို့၎င်းတို့ထုတ်ပြန်တဲ့သတင်းများမှာဆိုပါတယ်မင်းအွန်လိုင်းကတော့အကြီးစားတစ်ခုတည်းသောအဆောက်အုံကြီးများတိဆောက်ချင်းထက်တင်းငယ်ပြည်စနစ်တကျစီမံထားတဲ့အဆောက်အုံများကိုတိဆောက်တင်ကြောင်းငလင်တန်ကို8.0အထိခံနိုင်ရည်ရှိရန်လှုပ်သွားမယ်လို့ဆိုပါတယ် သို့သောမင်းအောင်လှိုင်အလိုရှိနေတဲ့နျူကလ িয়ার ဓာတ်ပေါင်းဘုကိုဆက်ပြီးအကောင့်ထဲပေါ်သွားမယ်လို့တာဝန်ယူတိဆောက်ပေးတဲ့ရုရှားမှာရှိတဲ့ Rosatom ကုမ္ပဏီကသတင်းထုတ်ပြန်လာပါတယ်။အစိုးပြုထားတဲ့55မဂါဝက်ရှိတဲ့ဓာတ်ပေါင်းဘုနှစ်ခုကိုမြည်သည့်နေရာမြည်သည့်အချိန်ဆိုသည်နဲ့ပတ်သက်၍ကတော့မသိရှိရသေးပါဘူး။လာရှိုးမှာလည်းတရုတ်တန်တမန်တင့်ရွှီကျွင်းကိုယ်တိုင်ရောက်ရှိလာပြီးအပြစ်ခက်ရဲစဲရေးစောင့်ကြည့်ရေးအုပ်စုဆိုတဲ့စာတမ်းများချိတ်ဆွဲထားတဲ့တရုတ်စစ်ကားများရောက်ရှိလာတာကိုသိရပါတယ်။ လာရှိုးမှာရှိတဲ့စင်နကောင်ဟိုတယ်မှာလည်းမြန်မာစစ်ဘက်အရာရှိများနဲ့ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။နှစ်ဖက်လုံးမှာလာရှိုးရဲ့အနေအထားကိုတစုံတရာထုတ်ပေါ်ပြောဆိုခြင်းမရှိသေးဟုလည်း AFP သတင်းဌာနကဆိုပါတယ်။အဲဒီလိုနှစ်ဖက်စလုံးကရှက်နေကြပုံရှိပေမဲ့လည်းတရုတ်တို့ရောက်ရှိလာတဲ့အဖြစ်ကိုတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ ်နှစ်ဖက်စလုံးကမြောက်ပိုင်းမှာငင်းချင်းကြီးနဲ့တင်းငင်းကြီးထိမ့်သိမ့်ပေးခဲ့တဲ့တရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခန့်ကဏ္ဍကိုကျေးဇူးဥပကာရတင်နေကြတယ်လို့လဲတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ပြောခွင့်ရအပတ်စဉ်လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကိုဘာသားကိုကြောတက်ရင်သက်ပြောဆိုသွားခဲ့ပါတယ်သို့တော်လည်းတရုတ်ဟာတွေ့ရမဲ့နေရှာတဲ့မြန်မာစစ်ခေါင်းဆောင်များကိုကျုံယုံကျုံကောင်းများဖြစ်လာစေဖို့အကြိုက်ပေးမှုဆွေနေခြင်းသာဖြစ်ပါတယ်။ယခုလဲလာရှုကိုစီမံခန့်ခွဲပေးပါရန်တိတ်ရွှီချင်းလက်ထဲကိုထိုးအပ်လိုက်ရပြီဖြစ်ပါတယ်။ MND စစ်စေးရေးဂိတ်များကိုမြို့လေခေါင်မှမြောက်ဘက်9မိုင်တောင်ဘက်3မိုင်အကွာမှာချထားပြီးကိုကန်တို့ရဲ့နင်နမိတ်စီးချထားပုံရတယ်လို့ဒေတာခန်များရဲ့အပြောကိုကိုကားပြီးမြန်မာနောင်းကဖော်ပြထားပါတယ်ကိုကန်အဖွဲ့ဟာလာရှုံမြို့ထဲမှာရှိတဲ့စက်ပစ္စည်းတစ်ခုမှကြံဖြုတ်ယူသွားကြတယ်လို့လည်းသိရပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တပ်များကနိုင်ငံအလဲပိုင်းကိုချင်းချောက်လာနေပြီဖြစ်ပြီးစကိုင်းမန္တလေးပဲခူးတနင်္သာရီတို့မှာစစ်စခန်းပေါင်း162ခုကိုသိမ်းယူထားပြီဖြစ်ပါတယ်။ ဒါအပြင်ခံပတ်ရွှေပြည်အေးမော်လူစင့်ကူတကောင်းတပိတ်ချင်းပင်လယ်ဘူးအင်းတော်စုစုပေါင်းမြို့ရှင်မြို့ကိုတင်ပိုက်ထားနိုင်ခဲ့ပါပြီယခုကတိုက်ခိုက်ရေးစွမ်းရည်နဲ့လက်နက်အင်အားတောင့်တင်းလာပြီးဖြစ်တဲ့အတွက်ထိုးစစ်ကြီးများရေရှည်စင်နှဲနိုင်စွမ်းရှိလာပြီးလည်းဖြစ်တယ်လို့အေယာဝတီသတင်းမှာဖော်ပြထားပါတယ်ညီနောင်သုံးဘော်အဖွဲ့ဟာလက်ရှိအနေအထားရောက်အောင်10နှစ်ခန့်အချိန်ယူခဲ့ရပေမဲ့လည်း PDF တပ်များကတော့၄နှစ်အတွင်းအောင်ပွဲများဆက်တိုက်ရရှိလာတယ်လို့အေယာဝတီကဆိုပါတယ် ပြည်သူတို့ရဲ့တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ